ရှေးလွန်လေပြီးသောအခါတောတောင်ထူထက်သည့်ဒေသတစ်ခု၏ကျေးရွာတစ်ရွာတွင်သားလူပြိုနှစ်ယောက်နှင့်အသက်ရှင်ရည်တည်သည့်ငူဆိုးမတဦးသည်ရှိသားနှစ်ဦးတွင်သာအကြီးသည့်ဇနီးများယူကတောင်ယာလုပ်ငန်းဖြင့်မိခင်နှင့်ညီတို့ကိုကျွေးမွေးလေသည့်သားငယ်သည် တောထွက်မှုဆိုဖြစ်သည်တောထွက်မှုဆိုဖြစ်သောကြောင့်အိမ်တွင်အသားစိမ်းအသားခြောက်ပြက်သည့်လက်သည့်မရှိထို့သို့ အေဂျင်တာယာကောင်းမွန်သည့်မိသားစုသည် အချိန်ကာလတို့ရွေပြောင်းလာကြသည့်အခါမိခင်သည်သားကြီးဇနီးမောင်နှံ၏တောင်ယာလုပ်ငန်းဖြင့်ဝန်းစာထမင်းစားရသည်ကိုတီးလျက်နှင့်တားငင် ကိုယ်သာအချစ်ပိုလွန်လေသည်သားငယ်သာလျင်သူမတွေ့ယတနာသားငယ်သာလျင်သူမဘဝဟုဆိုကားသားကြီးနှင့်သူဇနီးအားနှင့်နင်းညံ့အပြစ်မရှိအပြစ်ရှာလေသည် တားကြီးလင်မယားတို့သည်အိမ်မကြီး၏နောက်ဖေးမြက်တစ်ပစ်ခန့်တွင်အိမ်ငယ်လေးတည်ဆောက်၍အိမ်ပြောင်းနေကြသည်ထို့သောအိမ်ခွဲနေကြတော့လဲအိမ်နောင်တစုဇာပွဲတစ်ခုထမင်းလက်ဆောင်စားကြရသည်ဒလေကိုမိခင်ဖြစ်သူစန့်ကျင်လေသည်အချစ်ကိုမခံရမိမိအာမချစ်မနစ်သက်မလိုလားအလကားလူအဖြစ်တတ်မှတ်ခံရသည်တားကြီးသည် မိခင်ကိုစိတ်ပြက်လာသည် ကိုစိတ်ဆင်းရဲဖြစ်လာသည်တနေ့သောအခါအကိုဖြစ်သူသည် မိမိညီအပါတို့ချင်းကပ်၍တောထဲတွင်နှစ်တိုက်တစ်ခုတွေ့ကြောင်းမွေးစားရန်တင့်တော်သည့်ငှက်မျိုးဖြစ်၍သွားอยู่ကြရန်အဖော်ညှိလာခြင်းဖြစ်ကြောင်းဆိုသည်ညီဖြစ်သူသည် တောပြုံမှုဆိုတဦးပိသားစွာတော်ဒရိษံဟုဆိုလိုက်သည်နှင့်ချက်ချင်းဆိုသည်လိုလက်ခံလေသည်ညီကိုနှစ်ဦးတို့သည်တောနယ်ကြီးတစ်ခု၏အီယာမတစ်ပင်ကြီးထံမှဟုံးပါထားခေါ်သည်နှစ်တိုက်ကိုတက်ယူကြသည်နှစ်တိုက်အနီးပါရောက်သောအခါအကိုဖြစ်သူသည်အပင်ထံမှစူးကြုံလေကားထစ်များကိုနှုတ်ပြေ၍မြေပြင်သို့ပြန်လည်ဆင်းသက်လာသည်ညီဖြစ်သူသည်နှစ်တိုက်ကိုသာအာယုံဝင်စားသည်ဖြင့် ကိုလုံးရက်ကိုတတိမပြုမိပေတောင်ဆွေနေွယ်လူစဲအချိန်တွင် မိခင်ငှက်မတီမိမိအသားငယ်ရှိရာတိုက်မြုံစီသို့ပြန်ဝဲရောက်လာသည် လူသားသည်သူ၏ပြုမိအမားကိုခွန့်လွှတ်၍သူအား၏တိုက်မြုံပေါ်တွင်ငှက်ငယ်နှင့်အတူနေထိုင်ခွင့်ပြုရန်တောင်းဆိုလေသည် ထိုနေ့မှစ၍ချစ်ခင်ခွန့်လွှတ်တတ်သောငှက်မိခင်သည် သူမ၏သားငယ်အဖိုးနှင့် လူသားအဖိုးအစားအစာကို နေ့ရက်အစဉ်တိုင်းပင်ပန်းခက်ခဲစွာ ရှာဖွေပေးရလေတော့သည် တရက်ပြီးတရက်ကုန်လွန်လာသည်တွင်နှံ့ငယ်၏အမွေးတောင်တို့သည်လည်းရှည်ထွက်ပြေဆုံးလာသည်လူသားလူလင်သည်နှံ့ငယ်တောင်ပန်းဆုံးသော အခါ၏တိုက်မြုံနွား ်အမိမိအားထားရမိကိုတွေးကြောက်သဖြင့်ရှည်လာထွက်လာသည့်ငုံငွေးငက်အတောင်တချို့ကိုနှုတ်ပစ်လေသည့်ငှက်ငယ်သည့်မိမိအားနှိမ့်ဆက်အနိုင်ကျင်းသည့်လူသား၏လုံရက်ကိုမိခင်ငှက်မှထန်တိုင်ကြသောအခါနှဲ့ဤမိခင်ကငှက်ငယ်တောင်ပန်းစုံလေလူသား၏မိခင်ရှိရာသို့ကြောပေါ်တင်ဆောင်ပို့ပေးမိဖြစ်၍ထို့သို့မပြုပါဘဲဂယုဆိုင်ရန်ဆုံးမလေသည်။ပုန်ကင်ကဆိုင်ရန်ရှိမှတည်တဲ့ရှိ